မင်္ဂလာပါ။ Barmis Library Audio ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Barmis Library Audio ပရိသတ်တွေအတွက်ဒီကနေ့တင်ဆက်ပေးမယ့်စာအုပ်လေးကတော့စာရေးဆရာမမဆန္ဒရဲ့ဝတ္ထုတိုများတွေကအကြံပန်းဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်။အစင်သစ်ဖြစ်ပြီဆိုရင်တော့အစီအစဉ်တင်ဆက်ပေးမယ့်အင်တွေနဲ့တူတူနားဆင်ကြအောင်လားရှင်။အကြံပန်းဆိုတဲ့စကားကိုလေကြားဘူးနေတာကတော့ကြားလာပြီ။အတိပဲအတိကြကိုတော့မဖွင့်ဆိုတတ်ဘူး။အနှိမ့်ငယ်မယူမသာလို့ချင်းဆိုတဲ့အကြံမြင့်ကိုပဲမှတ်ယူနိုင်မှာပေါ့။ လူတွေကလေတဲ့ပြီးတော့အကြံဖန်များကြတော့ကိုလို့တော်ရင်ညွယ်ခင်မို့ဥဆုံမောင်ကမကြခဏပြောတတ်တယ်။ဟုတ်ပါရဲ့အရက်ထဲမှာဈေးထဲမှာရော အလုတ်ထဲမှာနေရာတကာမှာအကြံဖန်ကလေးတွေရှိနေတတ်တာပေါ့။အင်းငါတို့အိမ်ရှင်မတွေမှာရောတော်ရင်ညွကတွေးရင်ငေးပြီးငေးပြီးလဲတွေးရင်တွေးနေမိတတ်တာပေါ့။သူသားသူသမီးတွေကကွန်ပျူတာအီးမေး အင်တာနက်စရာတွေကိုမကြာခဏပြောနေပေမဲ့လေတော်ရင်ညွယ်ခေါင်းတွေကိုလည်းဘာမှကိုမဝင်ဘူးအသက်အစိတ်ထဲရောက်နေပြီဆိုတဲ့အကြီးဆုံးသားကလည်းကွန်ပျူတာကိုအလုံးမင်းစိတ်ဝင်စားပြီးတော့မျက်နှာတွေ့တောင်းလာရင်ချစ်သူရေးစားရှာဖို့အိမ်အောင်ပြုဖို့ကိုပင် လုံးဝစိတ်ဝင်စားခြင်းမရှိဘဲနဲ့ကွန်ပျူတာသင်တန်းတွေကိုပဲလောဘတကြီးလိုက်တက်နေရပေါ့နောက်ပြီးတော့သူ့တငယ်ချင်းကြီးရဲ့ဆိုင်ရနေကွန်ပျူတာတစ်လုံးကိုလာပြီးနေဝဲလာတယ်အဲ့ဒီခါကျမှကွန်ပျူတာကိုအနီးကပ်မြင်မှုတဲ့ဒေါ်ကြီးညိုကအော် ကွန်ပျူတာဆိုတာ TV နဲ့လက်နှိပ်စက်နှမျိုးပေါင်းထားတာပါလားဆိုပြီးတော့သူနည်းသူဟန်နဲ့သဘောပေါက်လိုက်ရတာပေါ့ဆရာအောင်ပြီးတော့တက္ကသိုလ်မတက်ရသေးတဲ့တမီးအလမစီကတော့ SCCI, GCE, TOEFL, Poly စတာတွေကိုကြားရပြန်တာပေါ့တော်ရင်ညူကတော့လေ GCE တက် GEC ကိုပို့ပြီးတော့စိတ်ဝင်စားတာကတော့အမှန်သူရဲ့ခင်မွတ်တဲ့စီမလီ GEC ထုတ်တဲ့ပဲတို့စက်ပြားတို့ဖျောင်းနိုင်တို့အပြင်အမျက်ငွေတွေကိုလည်းရောက်ပူးတာကြောင့်ပေါ့ နိုင်ငံသားဘာသာတက္ကသိုလ်မှာလည်းညနေသင်တန်းတက်နေတဲ့အငယ်ဆုံးသားလေးကတော့အိုတိုဆန်၊အိုဘားဆန်၊ဒိုင်ကျော်စားတဲ့ဂျပန်စကားတွေကိုတော်တီးတော်နဲ့ပြောတတ်ပြန်တာပေါ့ဂျပန်စကားကျွမ်းကျင်လေးတရုတ်စကားကိုသင်အောင်မယ်လို့လည်းပြောပြန်နေရှင်းရှင်းပြောရင်ဒေါ်အင်းညူကကွန်ပျူတာကိုရော GCE ကိုရောအိုတိုဆန်ကိုရောစိတ်ဝင်စားဦးမြေတစင်းလိုစီးမျောနေတဲ့ခေတ်ကြီးမှလေကိုလေကိုတက်နေစူးစမ်းရတာလှော်ကြပြီးတော့ဆိုပြီးရတဲ့သဘောထားမိတာပေါ့ ူ့ရဲ့ခင်မွန်ဦးစိုးမောင်ကတော့သူ့လိုမဟုတ်ဘူး။တာကြီးရဲ့ကွန်ပျူတာကိုတကြောင်ကြောင်ဝင်နှိပ်တက်တိန်။အီးမေးလ်နဲ့အင်တာနက်တို့ရဲ့လေထိရောက်မြန်ဆန်မှုကိုလည်းအမောင်အရင်တသက်နဲ့ဆွေးနွေးတတ်တာပေါ့။ပေါ်လီပေါ်လီနဲ့ဒေါ်ပေါ်လီဖြစ်နေတဲ့သမီးကိုတော့လေ WID ညနေတင်တဲ့တက်ခိုင်းနေတနည်းနည်းဒီပလိုမာရမယ်ဆိုတော့သမီးကလည်းစိတ်ဝင်စားသွားတာပေါ့။ ပေါ်လီတက်တာကတော့ဟုတ်ပါပြီ။ပြီးရင်စင်ကာပူမှာပညာသင်ရမှာက3နှစ်၊အလုပ်လုပ်ရမှာက3နှစ်။အနည်းဆုံးလေ6နှစ်နေရမှာအမေကြီးရဲ့ဒူးဒူတွေကကုန်ကျစရိတ်ကိုတက်နိုင်လေထားပါအောင်။သမီးကအခုအသက်20ပြည့်တော့မယ်။နောက်6နှစ်ဆိုရင်26နှစ်။အဲ့ဒီအရွယ်ဟာလေချစ်သူရှာပြီးတော့အိမ်အောင်ရတာကျက်ရမယ်အရွယ်ပဲဟ။ဟိုမှနေရင်ကို့မြမချင်းတွေ့လို့လေမြစ်တာများကြရင်တော်ရဲ့ကွာ။လူမျိုးကြတဲ့ညာပြီးပါသွားရင်ဒုက္ခဆိုပြီးတော့ဒေါ်ဟိညူကိုတီတူပြောပြတတ်တာပေါ့ တော်ရင်ညိုကလည်းခေါင်းတဆဆဆငင်းရင်မောင်မင်းကြီးသာအမျော်မြင်ကြည့်ပါပဲလေဆိုပြီးတော့ကိုယောက်ျားကိုအထင်ကြီးရတယ်နိုင်ငံနဲ့လူမျိုးကိုရောဘာသာတရားကိုရောလေအရေးထားလေးစားတတဲသူဆိုတော့ဒီချက်ကလည်းမတွက်လို့မဖြစ်ဘူးရောက်ရအရမ်းမှာကျုံတို့အိမ်အောင်ကြောက်သွားမှာကိုရောလေသူလဲစိုးရင်မိတာကတော့အမှန်သားငယ်ကိုတော့ဥဆုံမောင်ကစူးစားกว่าငါသားဘာသာစကားဆိုရလေမြမြတက်လေကောင်းလေပဲဆိုပြီးတော့အပိတတာပေါ့ နောက်ပြီးဒါပေမဲ့လေအင်္ဂလိပ်စကားကကမ္ဘာသုံးစကားနော်အဲ့ဒါကိုတော့အရင်ကျွမ်းကျင်မှုလို့ရတယ်ဆိုပြီးတော့အလေးနဲ့လည်းသတိပေးတတ်တဲ့ခရီးစီးထဲမှာမျောကြသူချင်းချင်းအတူတူကခင်မိုးတဲ့ဦးစုံမောင်ကပဝင်းချင်းကိုဂယုတဆိုင်နဲ့လေးလာမသားပြီးတော့ကုခတ်နေသူနဲ့တူပြီးသူကတော့တတုံးကြီးမျောသလိုလေအတိမဲ့စွာတညင်ညင်မျောပါနေသလားဆိုပြီးတော့တော်ရင်ညိုကတွေးမိတတ်တဲ့ဒီလိုစလို့လည်းမဟုတ်ပါဘူးငါစိတ်ဝင်စားတာရှိပါတယ် ဒေါ်ရင်းညိုကသူ့အတွေ့ကိုသူလေးချက်ချင်းပြန်ကညင်းချက်ထုတ်မိတာပေါ့သူစိတ်ဝင်တစားနေမျက်ခြေမပြဲလေးလာပြီးတော့ရင်ခုန်နေရတာတခုကတော့ရှိတယ်အဲ့ဒီကကတော့ပြူပြူမီရှောင်းကပုံးကျင်နေကိုကိုမောင်ကုံစိမ့်တော့မို့တနေ့တုန်းကတော့လေဥဆုမောင်ကမဂဇင်းတစောင်းကိုဖမ်းရင်တက်ရှိဆဲကိုယူပြီးတော့တက်ရှိပုံတူပွားလို့ရနေပြီတဲ့ဒီမှာကြည်စံတိရစ္ဆာန်ကိုတက်ရှိပုံတူပွားတာအောင်မြင်နေပြီဟာနောက်ဆိုရင်ကွာလူကိုယ်တော်ပုံတူပွားလို့ရတော့မင်းတဲ့ သိပ္ပံပညာတိုးတက်ပုံကတော့ကွာအန်အောလောက်အောင်ပါပဲဗျာဆိုပြီးလေပြောတာပေါ့တော်ရင်ညိုကတော့ဦးစိုးမောင်ရဲ့စကားကိုနားထောင်ပြီးတော့ကဘာကြီးမှာလူဥယျာဉ်မထိန်နိုင်လို့တောင်မှမနှဲလျှော့ချနေရတာလူတယောက်ကိုနှစ်ယောက်သုံးယောက်ပွားတော့ဘာလို့ရမှလဲဆိုပြီးတွင်းနေမိတယ်သူကတဘာဝလူဖြစ်ရတွေကိုသိပြီးတော့မနစ်တက်လာဘူး သုံးလောကထွန်းထားမြတ်စွာဘုရားရှင်တည်ခြင်းကိုတားဆီးတော်မမူဘဲနဲ့ပြိဋိဘံပြုခဲ့ခြင်းဖြစ်ပြီးတော့ဖြစ်စဉ်ဖြစ်စေဖြစ်မြင်တဘာဝတွေကို တော့သူ့ရဲ့စိတ်ထဲမှာစောတကမတက်လို့ဘူးပေါ့သက်ရှိပုံတူပွားမယ်စာ တမဲ့ပုံတူပွားလို့ရရင်ပို့ပြီးတော့မကောင်းပေဘူးလားသေးချင်းလေးကကြက်တကောင်ကနေလေနှစ်ကောင်ဖြစ်တယ်ငါးနှစ်ကောင်ကနေလေးကောင်ဖြစ်ဟွန်းဟွန်းခုနှစ်ကောင်ရှစ်ကောင်ဖြစ်တော့လေပိုလို့တော့ကောင်းအောင်မေတော်ရင်ညိုကအတွင်းညက်ပြီးအတော်လေးကိုပျော်သွားတယ် ။ဒီနေ့မှသူသိပ္ပံပညာရှင်ကြီးတွေကိုတွားပြီးတော့နပူနဆာတိုက်ရှင်သေးတဲ့အကြံပေးလဲပြောပြလိုက်ရှင်သေးတယ်။ဒီနေ့တော့အိမ်မာလေးငရမ်းချောင်းနှစ်ပြားမြုံကနေပေါ်လာတာပေါ့။သက်ရှိပုံတူပွားခြင်းလည်းမဟုတ်ဘူး။တမဲပုံတူပွားခြင်းလည်းမဟုတ်ဘူး။ဥဆုံမောင်ရဲ့မိတ်ဆွေတို့ကလက်ဆောင်ပေးလိုက်ခြင်းပေါ့။ဥဆုံမောင်ကလေကျွတ်ကျွတ်အိမ်နဲ့ထုတ်ထားတဲ့ငရမ်းချောင်းနှစ်ပြားကိုလှမ်းပေးရင်မိမရေမနေ့ပြန်ခါကြတော့လေမိဖို့ပြီးတော့နန္ဒာတာထုပေးတော့ကွာလို့ပြောတော့သူကအတော်ကြင်ညူးသွားတာပေါ့ လွန်ခဲ့တဲ့နှစ်ပေါင်းလေးအစိတ်ကြကြောကတော့ချစ်သူတို့ဘွားပေမှုအင်အားရေးပြင်းတက္ကသိုလ်အဓိပတိလမ်းနဲ့ဂန်းကော်ပင်တန်းတို့ကလည်းဒေါ်ရင်းညို့ကိုရင်ခုန်ကျဉ်းနှူးစေခဲ့ဘူးတဲ့ချစ်သူလက်ဆောင်ပြီးတဲ့ဂန်းကော်ခရီးဇွဲပန်းလေးတွေကိုလည်းတမြန်တနိုးပန်းစင်းပြီးတော့၆ရက်ပင်လွတ်မပြည့်ရဲပင်နဲ့တင်းစီခဲ့ရဘူးတဲ့အခုတော့လေလေသူပြောင်းလဲလာဖို့ကပြုံးကျင်စရာကောင်းနေစပယ်ခရီး ကန်းကောင်ရန်တန်တင်းတင်းပြပြန်တို့ထက်လေငပိငချောင်းနဲ့လေညှိတိတိကိုတော့ပို့ပြီးတော့နှစ်တက်တလို့ဖြစ်နေတာပေါ့စပယ်ပန်းကဟင်းချက်လို့မရဘူးငရံကြောက်ကတော့ဟင်းကောင်တကွက်ဖြစ်လာမှာမဟုတ်လားအညာစီစစ်စစ်ကလေးလေတပလင်းကြံနေသေးတာနဲ့အတော်ပဲငရံကြောက်လေးကိုနတ်နေအောင်ဖုံးမွားနေအောင်ထူမေးစီကလေးရွှေရွှေဆက်မေခါငရံကြောက်နဲ့အတူထောပတ်ပဲလေစစ်စစ်ချိုချိုကြီးတွေကိုအုတ်ကက်ကလေးနှက်မေးငပိရေကြဲဖြော်ပြီးတော့ဖန်ကားသီးလေး ကျမောင်ရဲ့ဟင်းကျိုချက်ဒေါ်အင်းညိုကတော့လေစိတ်ကူးထဲမှာဟင်းဆက်ရင်းနဲ့သမင်းပင်ဆလာတာပေါ့ဒါပေမဲ့ငရဲကြောင့်အကောင်ထလောက်ကြီးကိုလေမိဖို့ပြီးနနာထုလိုက်တော့ထင်းတလို့ဖြစ်မလာတာကခက်လာတယ်စားကျင်စပွဲမွာလာတဲ့လေငါချောက်သားမြင်မြင်လေးတွေကိုပကံနဲ့ဖဲသေးရင်တစ်ဖက်ကောက်ဝါးကြည့်လိုက်တော့ငံလိုက်တာမှတူးနေရပဲဒုက္ခပဲငါတကောင်ကိုလေစားတပိတ်တန်လုံးနဲ့နေထားလာမသိပါဘူးတော့ဒေါ်အင်းညိုခမရအတော်လေးကိုစိတ်ညစ်သွားရှာတာပေါ့ သူရောဦးစိုးမောင်ရောလည်းအသက်90ကျော်လာပြီဆိုတော့သွေးတိုးတို့စီချူတို့ကချင်းချောင်းနေပြီယောဂါဆိုလည်းမေမေရရမဖြစ်သေးပြီမလဲအချိုးကိုရောအငန်ကိုရောတက်နိုင်သမျှရှုရမယ့်အရွယ်တွေပေါ့အင်းငန်တတမကဘူးငန်တူတူဖြစ်နေရခက်လာတယ်ဒေါ်ရင်ညိုကငချောက်ခွဲတဲ့သူကိုပင်လေလှမ်းပြီးတော့စိတ်ဆိုးချင်နေရပေါ့စားကလေးများနည်းနည်းလျှော့လိုက်ပါလားဆိုပြီးတော့ရန်ထောင်ချင်နေသေးတယ်ငါချောက်ကငန်တော့ပဲကြီးညမာလီစားလျှော့ထားလိုက်မယ် ငပိရေဖြောင်းမထဲတော့ဘူးပဲပုတ်လေးမိခင်ပြီးတော့စီဆန်းပြလိုက်မယ်ဒါဆိုရင်လည်းမစိုးပါဘူးဒေါ်အင်းညူကသူ့ကိုယ်သူအားပေးတယ်ညနေကျတော့ငချဖို့ပကံကလေးထမင်းဘွက်အလဲမှာဝင့်ထယ်လို့နေရပေါ့ဥဆုံမောင်ကလည်းထမင်းဘွက်ကိုတစ်ချက်လမ်းကြည့်ကောင်းတဲ့ဟေးလို့ပြောတယ်သားသမီးတွေကတော့လေနှက်ခဲညီကြောင့်ညာတွေကလို့ရှယ်ပင်ဆိုပြီးတော့ပြန်တူအော်ကြတာပေါ့ငချပကံကိုလည်းခက်တသက်နှိုက်ကြတယ်အပါငတဲ့ဟေးဆိုပြီးတော့ဥဆုံမောင်ရဲ့မျက်နှာရှုံသွားတာပေါ့ ငန်းနားမှာတူးနေရပဲဗျာဆိုပြီးတားကြည့်ရလဲထောက်ခံလိုက်သေးတယ်။ငရဲကြောင့်မဟုတ်ပဲနဲ့ငရဲငပိကောင်ကြီးများလီမှပြီးတော့မိဖို့မိတာလားအမေရဲ့။တမီးနဲ့တားလက်ကလည်းရီမမောနဲ့မေးကြတာပေါ့။ငချောက်ကငန်နေတော့ငပိရေစားစရာမလိုတော့ဘူးပေါ့။ဖန်ကားဒီကိုငချောက်နဲ့မြုပ်စားလိုက်တားကြည့်ရလဲအကြံပေးပါလေ။ဘလိုပဲဖြစ်ပါစေငချောက်ပကံကိုလီလှမ်းနေရတဲ့လက်တွေကတော့သတိသာကြီးကိုနှိမ့်သွားကြတာကတော့အမှန် ငါချောက်ပကံကိုနှိုက်မလို့နဲ့လေပဲကြီးနဲ့စီကိုပဲရင်သွားကြတဲ့လက်တွေကြောင့်လေအားလုံးကထမင်းစားပြီးတဲ့အထိပကံတဝက်ပင်မကုန်ကျင်သေးဘူးအများကြီးပဲကြံနေသေးတယ်ဒေါ်ရင်းညူကလေကြည့်ရင်နှမျောနေတာပေါ့ဒီငါချောက်တွေကိုလေနောက်တနေ့ဆက်ကြည့်ရင်လေသိပြီးတော့ကြည်သာကြမှာမဟုတ်တော့ဘူးဒီတော့ငါချောက်ဖို့ကိုလေငါချောက်ဟင်လုတ်ပြစ်လိုက်မှာပေါ့ဒေါ်ရင်းညူကငရုတ်ခရမ်းညစ်တီအနှင်နှိုင်းကလေးနဲ့ငါချောက်ဟင်အသွေးပြောင်းလိုက်တဲ့ မစလာနဲ့လေတတင်းတင်းမှုနေတဲ့ငရဲကြောက်စီပြန်ဟင်းကလေးဟာလေဇပွဲပေါ်ကိုစားကြီးဇပွဲရောက်လာတာပေါ့အင်းဒါတော့အတော်ငန်သေးတယ်ဆိုပြီးတော့ဥစုမောင်ကမှတ်ချက်ချသေးတယ်အနှစ်ကကောင်းပါတယ်ဖေဖေရမှုနေရပဲသားရီသမီးတွေကတော့လေသူတို့အမေကိုအားပေးကြရှာပါတယ်ဂျာပေမဲ့ငချောက်ဖက်ကလေးတွေကိုလေမတိမတာရှောင်ပြီးတော့အနှစ်ကိုအားပြုပြီးတော့စားသွားကြတယ် ဒါကြောင့်ပကံထဲမှာလီအနှစ်တေသာကုန်ပြီးငချောက်ဖက်လုံးကြီးကလေးတွေပဲလေရှက်ပြုံးကလေးများနေပြုံးပြီးတော့ကြံခဲ့ရရှာတာပေါ့အကောင်းကလည်းကြိုက်တက်လိုက်ကြတာရှာရီကလည်းလေတိတက်လိုက်ကြတာနော်ဆိုပြီးတော့ဒေါ်ရင်းညိုကညညူဆူဆူတွေးရေးနဲ့အကြံထုတ်နေမိတာပေါ့ကုံသိန်းစင်စီကနေတញင်ခရမ်းသီးနုနုထွားထွားကြီးတွေတွေ့တော့မှအကြံရသွားတယ်ခရမ်းသီးနဲ့တဲကိုပစွန်ကြောက်အစာမထည့်ပဲနဲ့လေကြံနေတယ်ငချောက်ဘက်တွေထည့်လိုက်တယ် ။နောက်ပြီးတော့အချုံမုံကလေးအနှဲငယ်ကူးလိုက်တာပေါ့။လူပီးချုံနေတဲ့ခရမ်းသီးတွေကလည်းရင်းနှင်းနဲ့ထည့်ယုံနေဤကြသွားတယ်။တူတူဆန်းဆန်းမဆလာနဲ့သိနေတယ်လေခရဲသိနဲ့ပကံဟာသပွဲဘော်ကိုအင်ဂျူရီကလေးနဲ့ရောက်လာပြန်တာပေါ့သူတယောက်ထဲတော့မဟုတ်ဘူးဝဲဟူကြောင်15ကျက်သားလုံးကိုလေအားဖြည့်ထားတော့သူတို့တအိမ်သားလုံးထမင်းမိန်ကြတာပေါ့ခရဲညင်သေးပဲလေချွတ်ချွတ်အီအီကလေးတွေနဲ့ရောနေတဲ့ငကြောက်ဘက်ကလေးတွေကအပေါင်းအသင်းမှန်သွားတာကြောင့်လားတော့မသိဘူးရောပြီးတော့ချိုးတလလိုဖြစ်နေတယ် ညဉ့်ညံ့ဝိုင်းလေးငန်းနေသေးပြီမဲ့လေဘသူကမှဘာမှမပြောပဲရှာနယ်သိမ်းပြီးတော့မြှောက်ချလိုက်ကြတာပေါ့ဒါတော်လေးကြံပြအောင်ကြံသေးတယ်ခရမ်းသည်မြောင်းတော့တာကြောင့်လားတော့မသိဘူးအိုးထဲမှာလေးတပကံစားလို့ကြံရင်နေတာပေါ့တူတော်မှာစဟုပြီးတော့ရေခဲတူတာတွေထည့်သိမ်းထားရင်ဒေါ်ဟင်းညိုကအကြံထုတ်ပြန်တာပေါ့နောက်တနေ့ကျတော့ဒန်းတလွန်တီလေးတောင်းကလေးစစ်ကိုလိုက်လာလေခရမ်းညင်သည်အာလူမုံလောင်ဥရုကိုပါရောပြီးလုံးပြီးတော့မကြီးရဲ့ထဲလိုက်တဲ့ ယေရှုတော်လက်ကျန်ခရင်သည်နဲ့ကိုလေဟင်းဦးရဲကိုဒါမြင်ထိုးပြီးတော့ဆင်းခိုင်းလိုက်တာဗော့ယုံမရီသည်လင်းငါ၆တောင်ကိုလေလိထဲလိုက်ပြီးတော့မဆလာဖြူလိုက်တယ်ဒီတော့လေဒေါ်အင်းညူရဲ့တီးဆောင်ကလာဟင်းကလေစားကြည့်စပွဲမှွင့်ပြန့်လို့နေပြန်တာဗော့ဘဲဦးလေးလုံးကိုအနှစ်ဖောက်နနာခောက်ပြီးတော့ငွေကြော်လုံးပြီးထမှန်အားဖြည့်ပေးလိုက်တော့အူဆုံမောင်တို့သားဖားတွေလေခေါင်းတော့မဖော်ကြတော့ကလာဟင်းကိုလှမ်းနေတဲ့လက်တွေကလေခဏခဏဆုံးပြီးတော့ရင်းနေကြသေးတယ် ခရမ်းသည်ကနူးလို့လားမသိပါဘူးနူးပြီးပြောနေရတော့အမေစစ်စစ်ဆက်ဆက်ရှိလာတယ်တောင်းနေရပြောတာပေါ့ဒါပေမဲ့တီးဆုံကလာဟင်းငယ်ကိုလေခရမ်းသည်နဲ့ကိုရင်းငုတ်ဆင်းခိုင်းထားကြောင်းကိုလည်းရေးမိဟန်မတူဘူးတီးဆုံဟင်းလေးကကောင်းလိုက်တာကွာဥဆိုးမောင်ကဟင်းရင်ပြပြလေးဆမ်းလိုက်တင်းချင်းသည်စောင်းချိန်လေးကိုကိုက်လိုက်နဲ့ထမင်းတော်လေးတပကံထထဲလိုက်ရတယ်ဒီတခါတော့ဒေါ်ရင်းညွေတီးဆုံဟင်းတာမကဘူးထမင်းအိုးပါအိုးကက်ပင်မကြံအောင်ပဲတက်တက်ပြောင်းသွားတာပေါ့ ဒေါ်ရင်ညိုလည်းအခုမှပင်ကြည်ကြည်လင်လင်ပြုံးနိုင်တော့တယ်။တနေ့တုန်းကတော့တအိမ်ကျော်မှဖျားကိုစုကက်ရမှလေ။သူတို့အိမ်ရှင်မှသုံးလေးဦးစုံမိကြတယ်။စုံပြီးတော့လည်းလေထုံးစံအတိုင်းတာစင်၅စင်းနဲ့မိဖို့ကြောင့်အကြောင်းတွေပြောမိတာပေါ့။ဒါကလည်းလို့ဒီပြင်ကြောင်းကိုစိတ်ဝင်စားဘူး။သူတို့ကတာမန်အိမ်ရှင်မရီဆိုတော့အိမ်စီမြေစီစိန်ရွှေစီတွေနဲ့လေမော်တော်ကားစီတွေကိုလည်းမပြောတတ်ကြဘူး။ တနေ့တနေ့လေးဟင်းဆက်ကိုစဉ်းစားနေရတာအုံနောက်တွေပုံးမတက်ပါပဲဆိုပြီးတော့တဦးကစပြီးတော့စကားစရိဟုတ်ပါစားလို့လဲကောင်းအောင်အကုန်ကြောင့်လဲတတအောင်ချက်ရတာလွယ်တာမှတ်လို့ရှင်ဒီကြားလေးလေးဟင်းမကြိုက်ကြလို့ပိုးနေတိတ်ဆိတ်ညစ်တာပဲကျမကတော့လေဟင်းကြိုင်ဘယ်တော့မှအလကားမထောက်တခုခုအသွင်ပြောင်းပြစ်လိုက်တာပဲအိမ်ရှိအိမ်မှာဒေါ်သိန်းကပြောတော့လေဒေါ်ရင်းညိုကငရမ်းချောင်းနှပြကိုတတိယမိတဲ့ငချောင်းပုံမှာငချောင်းဟင်းငချောင်းဟင်းမှာခရင်တိနဲ့ ခရမ်းသီးနှံမှာတီးဆုံကလာရဲ့အစစ်စစ်ပြောင်းလဲလာခြင်းကိုသူသားသမီးတွေကရုပ်ပြောင်းလဲခြင်းလို့မဲတတ်မှတ်မလားတပြောင်းလဲခြင်းလို့တတ်မှတ်မလားတော့မသိဘူးသူအသေးချာမစင်းစားတတ်သေးဘူးမနေ့တုန်းကတော့လေဝတ်သားဟင်းချက်တာကြောင့်အစီအများလေတော့သိမကျိကြဘူးလေအသားတွေကြီးရေးစားသွားကြတော့ဝက်စီတုံးကြီးပဲကြံရစ်တဲ့ဒါနဲ့ဒီနေ့တော့ချမောင်နဲ့မြစ်ကိုခက်ပြပြလေးမှွေးပြီးတော့အဲ့ဒီအစီတုံးတွေကိုပါရောထည့်ပြီးတော့ချက်ပေးလိုက်တယ်လေ နောက်ပြီးငပီတော်ဆက်ဆက်ကလေးထောင်းပေးလိုက်တော့စားလိုက်ကြတာလေလောက်တောင်မလောက်တော့ဒေါခင်ခင်ကသူ့အတွေ့အကြုံကိုဖောက်ထည့်ချတယ်ဒေါ်ရင်းညိုကလည်းသူ့ကိုငေးကြည့်ရင်းနဲ့อืมသူကတော့ချမောင်ရဲနဲ့ငပီတော်ကိုစစ်ကူခေါ်လိုက်တာကိုဆိုပြီးတော့တွင်းနေမိတာပေါ့ကျမလည်းလေချမောင်ဟီလက်သုံးမယ်ဘာဟီးမဲကြံနေကြံနေချမောင်ချက်ပြီးတော့ရောထည့်လိုက်အရသာတစ်မျိုးထုပြီးတော့စားကောင်းသွားတာကြီးပဲရှင်ဒေါ်လာလာဆွေကလည်းခေါင်းလေးတင်းတင်းကြီးနဲ့ထောက်ခံတာပေါ့ အင်ရှင်မဆိုတာဟင်းကောင်ချစ်တဲ့ယူနဲ့မပြီးတော့ဘူးကျန်တဲ့ဟင်းကိုလည်းမလွေမလွင့်ရအောင်ဆက်ဟပ်ပြီးတော့ရောတက်နှောတက်ပြုပြင်တက်ဖို့လည်းလိုသေးတယ်နော်တစ်ချိန်လုံးညင်နေတဲ့ဒေါ်အင်းညိုကတွတ်တွတ်ဆဆဝင်ပြောတော့လေဒေါ်သိန်းကရင်ကျင်နေတဲ့မျက်နှာနဲ့မျက်စောင်းထိုးလိုက်တာပေါ့အမလီရှင်အင်းညိုရဲ့စကားလုံးနဲ့ရှိရှိဝေးပြောမနေပါနဲ့အကြံပံတက်ဖို့လိုတယ်လို့ပဲရှိရှိပြောလိုက်စမ်းမှနားလေလွယ်ပါလေကွဒေါ်သိန်းရဲ့စကားအဆုံးမှာတော့လေသူတို့အားလုံးရင်မိကြတာပေါ့ လူတွေကတဲ့ပြီးတော့အကြံဖန်များကြတာကို ဆိုတော့သူ့ရဲ့ခင်မိုးဦးစုမောင်ကပြောတတ်တယ်။ဟုတ်ပါတယ်။အရက်ထဲမှာရောဈေးမှာရော အလုပ်ထဲမှာရော နေရာတကာမှာပါအကြံဖန်လေးတွေရှိတတ်တာပေါ့။အင်းငါတို့အင်ရှင်မတွေမှာရောဆိုပြီးတော့ဒေါ်ကြီးညိုကတွေ့ရင်ပြုံးပြီးပြုံးရင်လည်းတွေးနေမိတတ်တာပေါ့။ အဆုံးတိုင်နောက်တော့တာဆင်းမိခဲ့ကြတဲ့ဗာမစ်လာဗီအော်ဒီယိုပရိသတ်များအားလုံးစိတ်ကြမှာတဲ့ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဗာမစ်လာဗီဝိုင်းတော်သားများအားလုံးကဆုတောင်းပေးလိုက်ပါတယ်။နေစဉ်နေ့တိုင်းစာအုပ်ကောင်းလေးတွေကိုဖတ်ပြပေးတော်မှာမလို့ဗာမစ်လာဗီအော်ဒီယို channel လေးကို subscribe လုပ်ထားပေးကြပါဦးနော်။အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။